မြမစာပေကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဆရာအကြည်တော်ရဲ့လောကကြီးမှာပျော်ရွှင်ခြင်းထက် တန်ဖိုးကြီးတာဘာမှမရှိဘူးဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးခြင်းပါတယ်ကျွန်တော်တို့လူမှုပတ်ဝန်းကျင်ကိုပျော်ရွှင်မှုတွေဖြန့်ဝေပေးနိုင်တဲ့စာရေးဆရာလို့ပြောလိုက်ရင်ဆရာအကြည်တော်ကို ထိတ်ဆုံးကနေရည်ရွတန်းတားမိကြမှာပါဒါပေမဲ့ဇောကကနေသည် ြုံးရွှင်ရေပျော်ရလားစားတဲ့ဝိထုတွေနဲ့စားချစ်သူတို့ရဲ့ကြည်ကွဲဝမ်းနည်းမှုတွေတပုံတပင်ကိုတိမ့်ပိုက်သွားနိုင်တာကလည်းဆရာအကြည့်တော်လို့ဆိုရမှာပဲဖြစ်ပါတယ်။တဖန်ပါဇက်တနတ်ဆိုတာဘယ်တော့မှရမ်းနဲ့မထွက်ခဲ့ဘူး။ဒါပေမဲ့လူတော့ခဏခဏတည်တယ်ဆိုတဲ့လက်တွေ့ဘဝကိုလောကကြီးစီထိထိမိမိခြာခင်းပြခဲ့တဲ့အရေးသားမျိုးဝမ်းနည်းစရာဆိုတာ ဆုံးရှုံးလိုက်ရမှာမဟုတ်ပါဘူး။ကိုတန်ရောစင်ထားမိတဲ့လူက ပေါ့ပေါ့တန်တန်ဆက်ဆံတဲ့အခါသူ့အလိုလိုဖြစ်ပေါ်လာတတ်တယ်ဆိုတဲ့ရင်ထဲလွမ်းမောကြံရိပ်ခဲ့မဲ့အတွေးခေါ်မျိုးတွေကိုလည်းဆရာအကြီးတော်ကလက်ဆောင်ပေးတတ်ခဲ့ပါသေးတယ်။ဆရာကြီးတော်ကိုဥထွန်းနိုင်တဲ့ဒေါ်ညွန့်ွယ်တို့က21ရက်နေ့ဖေဖော်ဝါရီ1982ခုနှစ်မှာ ဝေးဖွားခဲ့ပြီးတော့ဆရာဟာကရင်လူမျိုး မြမာစာရေးဆရာတယောက်ပဲ ဖြစ်ပါတယ်။မွေးချင်း9ယောက်ရှိတဲ့အထက်ကဆရာဟာ6ယောက်မြောက်သားဖြစ်ခဲ့ပြီးတော့နာမည်အရင်းကတော့စောကြည့်ဘူးလို့ခေါ်တွင်ပါတယ်။ဆရာစာပေလောကတွေကိုစတင်ဝင်ရောက်လာခဲ့တဲ့အချိန်က1998ခုနှစ်ဖြစ်ပြီးပထမကလောင်အမိကတော့ကိုကိုကြီးပဲဖြစ်ပါတယ်။ဆရာဟာ2003ခုနှစ်ကနေစပြီးမှအကြီးတော်ကလောင်နာမည်ကိုအသုံးပြုပြီး လုံချင်းဝိထုတွေကိုစတင်ရေးသားခဲ့တာပဲဖြစ်ပါတယ်။ဆရာကြည်တော်ရဲ့ထင်ရှားတဲ့ဝိထုတွေကတော့ကြောက်တင်မုံတွေမိုးထားတဲ့အိမ်ကဝေပြူဤဏ္ဍံခြူစီဆွေတရာမောင်တကြိတ်ဇောကကနေသည် ပြုံးရွှင်၍ပျော်ရလာဘီလူမောင်စောကြည်ပြူနှင့်မမြင်ဆန်းဤရောက်ခမနှင့်တထောင်တညရွှေမိုးသေးမိမလနီကရွှေရင်ရှုပ် လူလေကြီးများရွာမိုးတိမ်ပုံမြင်တခိုးငမွဲလော့ကျစ်အဆရှိတဲ့ဝိထုတွေပဲ ဖြစ်ပါတယ်ဆရာရဲ့အရေးသားတွေမှာပရိသတ်တွေကိုပျော့အောင်ရေရအောင်ဝမ်းနေအောင်မျက်ရည်လဲရအောင်မခံကြီးမခံသာဖြစ်အောင်လွမ်းတတတကြံရီးခဲ့အောင်အမျိုးမျိုး စွဲခေါ်ဆောင်သွားနိုင်ခဲ့တာဖြစ်ပြီးဆရာရဲ့လက်ရအများပြားကိုရုပ်ရှင်အဖြစ် ပြန်လဲအသက်သွင်းခဲ့ရမှာလဲအောင်မြင်တောက်ပခဲ့တာပဲဖြစ်ပါတယ်။စာချစ်သူတို့အားလုံးဟာငါဘောဝဲကြောင်းနားမလဲဘူး။ကော်ဖီမဖြော်တတ်ဘူး။လျှင်စင်ပြီးတီထွင်တဲ့လူငါမသိဘူး။အချစ်ဆိုတာကို နားမလဲဘူး။ငါရဲ့အမှန်တရားတစ်ခုကိုပြောပြပါဆိုရင်တနင်္ဂနွေနေ့မှာရေမချိုးဘူး။တလမှာတစ်ချိန်တော့လှိုက်လှိုက်လှဲလှဲငိုတယ်။အင်မတန်အေးတဲ့ရာသီတွေမှာပေါ့။ ဒါဟာငါရဲ့အမှန်တရားပဲတေရမှာမကြောက်တဲ့အခါတိုင်းငါပျော်ရွှင်နေတတ်တယ်ဒါကိုအပြစ်တစ်ခုလို့ပြောရင်လည်းအမှန်တရားပဲဖြစ်လိမ့်မယ်ရွှေမိုးတဲကိုဖတ်ပြီးတော့ခိုင်မာစွာနှင့်ကနေဝန်းနေခဲ့ရပူတယ်လို့တကယ်ပွဲပြီဆိုပေါင်ဆိုင်တွေကဝင်သွားသူတို့ကအစအားကြမိတယ်သူတို့စီမှာ ပေါင်စရာရှိသေးလို့လေဆိုတဲ့အကြီးတော်ရဲ့ငမွေးလော့ချင်းနဲ့လောကကြီးကိုပျော်ပျော်ရွှင်ရွှင် ထိငော့ခဲ့ဘူးပါတယ်။2022ခုနှစ်မှာဆရာကြီးတော်ဟာ ကိုရာရွတ်ဆိုထားတဲ့ကြ བྱ ာနဲ့ဂီတပေါင်းဆက်ထားတဲ့ကြ བྱ ာဂီတအယ်ဘမ်ကိုထုတ်ဝေခဲ့ပြီးတော့ညမကြမီအချိန်မှာပဲကွယ်လွန်သွားခဲ့ရပါတယ်။လူငယ်တွေသာမက လူလက်ပိုင်းလူကြီးပိုင်းတွေအထိပါပျော်ရွှင်မှုတွေကိုအနုပညာနဲ့ကူလူစီစဉ်စေခဲ့တယ်။မြန်မာနိုင်ငံရဲ့ ကရင်လူမျိုး စာရေးဆရာတယောက်ရဲ့အရေးသားတွေကိုအားလုံးတစ်ခါလောက်တော့ရင်ထဲမှာဆွဲလန်းစွာဒုတနီနှမျောတတစွာတင်ထားမိကြမယ်လို့ထင်ပါတယ်။လူတိုင်းတည်ရမိကြပေမဲ့ဆရာကြီးတော်စီကိုခိတ္တခဏအရောက်ခေါ်တင်ဆက်ပေးခဲ့တာကတော့မြမစာပေမှဖြစ်ပါတယ်။နောက်ထပ်လဲစာပေရဲ့အနှစ်ရသာတွေကိုဖော်ထုတ်ပြသပေးသွားအောင်ပါလို့မြမစာပေကို like and subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါဦးခင်ဗျာဒီကနေ့အတွက်ကတော့ဆရာအကြည်တော်ရဲ့စကားလေးနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေမြင့်မြင့်တက်ပါဝဝေးမြောင်ကြည့်ပါမေတ္တာတော့ပါပါစေအကြည်တော်